ကျမ်းမာတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာယံပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမဆုံးတင်ဆက်ပေးခြင်းတကတော့စေအုစုရွေးကောက်ပွဲကိုအတိအမှန်မပြုတ်ဖို့ဂျပန်အစိုးရနဲ့နိုင်ငံတကာကို NUG တိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ် NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မာအောင်က စစ်ကောင်စီရဲ့အတူယောင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဂျပန်လွှတ်တော်အမတ်များရုံမှမြန်မာအရေးကြားနာပွဲကိုနိုဝင်ဘာလ2ရက်နေ့ညနေကပြုလုပ်ခဲ့ပါတယ်။ကြားနာပွဲကို NUG ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးနဲ့ပါတီစုံပါဝင်တဲ့မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးသောလွှတ်တော်အမတ်များတမကတို့ကပူးပေါင်းစီစဉ်ခဲ့တာပါ။မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်အုပ်စုပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်လက်ရှိမြန်မာနိုင်ငံရဲ့ပကတိအခြေအနေတွေကိုနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကရှင်းလင်းပြောကြားခဲ့တာပါ။ လက်ရှိနေမြေအချို့ကိုသာထိန်းချုပ်ထားနိုင်တဲ့အကြံဖတ်စစ်ကောင်စီကအာဏာသိမ်းခဲ့ခြင်းကစတင်ပြီးဒီကနေ့အချိန်ထိအပြစ်မဲ့ပြည်သူတွေအပေါ်လေကြောင်းမှတိုက်ခိုက်နေမှုတွေအပါအဝင်စစ်ရဇဝဲမှုကျွလွန်နေတဲ့ပေါ်တပ်သေးအထောက်ထားတွေနဲ့ရှင်းလင်းတင်ပြကစစ်ကောင်စီရဲ့အတူအယုံရွေးကောက်ပွဲကိုဂျပန်အစိုးရအနေနဲ့နိုင်ငံတကာလက်တွဲကအတိမတ်မပြုတ်ဖို့တောင်းဆိုတိုက်တွန်းခဲ့ပါတယ်။ ဒါအပြင်ဂျပန်နိုင်ငံရဲ့အမျိုးသားစီးပွားရေးကိုထိခိုက်ချင်းချောင်းနေတဲ့ကြဖြန့်လုပ်ငန်းနဲ့မြန်မာစစ်ကောင်စီတပ်တို့အကြားဆက်နွယ်ပူးပေါင်းပြီးအကျိုးမြတ်ခွဲယူနေကြတာကိုလည်းအထောက်အထားတွေနဲ့တင်ပြဆွေးနွေးခဲ့ပါတယ်။ပါတီစုံပါဝင်တဲ့မြန်မာဒီမိုကရေစီအရေးထောက်ခံအားပေးတဲ့လွှတ်တော်အမတ်များတက်မကရဲ့အတွင်ရေးမှူးလွှတ်တော်အမတ်မစ္စတာအီရှိဘရှိကလည်း သူတို့အမတ်များတမကကဂျပန်အစိုးရအနေနဲ့မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲရလဒ်ကိုအတိမတ်မပြူရေး NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေနိုင်ငံတကာကလွတ်တော်အမတ်တွေနဲ့ပူးပေါင်းကာတက်နိုင်တဲ့ဘက်မှအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ကြားနာပွဲမှာကတိပြုခဲ့ပါတယ်။အဆိုပါပွဲကိုဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ဦးစောဘာလာသိန်းဂျပန်လွတ်တော်အမတ်များမြန်မာအရေးစိတ်ဝင်စားတဲ့တက်သည့်ပညာရှင်များဂျပန် NGO အဖွဲ့အစည်းများ၊ຫນွေဦးတော်လှန်ရေးအားပေးသူဂျပန်လူမျိုးများ မြန်မာအရေးလှုပ်ရှားနေသူများနဲ့ဂျပန်သတင်းတောက်မီဒီယာတွေကတက်ရောက်ခဲ့ကြပါတယ်မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုလက်မခံအသိအမှတ်မပြုကြောင်းဂျပန်လွှတ်တော်အမတ်68ယောက်ကလက်မှတ်ရေးထိုးကဂျပန်အစိုးရထံတင်ပြထားသလိုနိုဝင်ဘာလ28ရက်နေ့မှာဂျပန်လွှတ်တော်မှလည်းလွှတ်တော်အမတ်မစ္စတာဆက်ခါကူချီကဂျပန်အစိုးရအနေနဲ့အသိအမှတ်မပြုရေးတင်ပြဆွေးနွေးထားလျက်ရှိပါရယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးခြင်းတကတော့အေအေပြစ်ခတ်တဲ့လက်နက်ကြီးကြီးစစ်တွေမှရှိတဲ့အကြံဖတ်တရင်များတွင်ကြာရောက်ပေါက်ကွဲခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အကြံဖတ်စစ်တပ်ထိန်းချုပ်ထားတဲ့ရခိုင်ပြည်စစ်တွေမျိုးအခြေစိုက်တရင်များဘက်ကိုအရခတ်တက်တော့အေအေကပြစ်ခတ်တဲ့လက်နက်ကြီးကြီးတချို့အစိုးပါတရင်များတွင်ကြာရောက်ပေါက်ကွဲမှုများရှိနေကြောင်းသတင်းရရှိပါရ။တိုက်ပွဲနဲ့မသက်ဆိုင်တဲ့အရက်သားပြည်သူများနေထိုင်တဲ့မြို့နယ်များအား လက်နက်ကြီးကြီးများနဲ့နေစဉ်ပစ်ခတ်နေတဲ့စစ်တွေအခြေစိုက်အကြမ်းဖက်တရင်တွေကိုအေကလက်နက်ကြီးကြီးတွေနဲ့ပြန်လည်ပစ်ခတ်နေတဲ့အတွက်တရင်များထဲမှာကြောက်ရောက်ပောက်ကွဲမှုရှိနေတယ်လို့စစ်တွေဒေသခံတအူးကပြောပါတယ်။ယမန်နေ့ဒီဇင်ဘာလ2ရက်နေ့မနက်ကလည်းစစ်တွေမှာရှိတဲ့အကြမ်းဖက်စစ်တပ်တရင်အတွင်လက်နက်ကြီးကြီးတလုံးကြောက်ရောက်ပောက်ကွဲတဲ့အတန်ကိုကျဲလောင်စွာကြားလိုက်ရတယ်လို့သူကဆိုပါတယ်။ဒီမနက်ကမြေကြီးတွေတိမ်ကနေတုံသွားတယ်။မြို့ရဲကတော့အိမ်တွေတုန်ခါသွားတယ်လို့မျိုးဖြစ်သွားတယ်။ တီယာတာကတော့မြို့နယ်တိမ်မဝေးတဲ့စစ်တပ်တရင်အထဲကိုကြတယ်ကြတယ်လို့ဆိုပါတယ်အကြံဖတ်စစ်တပ်ဘက်မှဒီဇင်ဘာလ၁ရက်နေ့နဲ့ယမနီမနက်တို့မှာအေးထင်းချုပ်ထားတဲ့ရတိတောင်ပုံနယ်ကျွန်းနယ်ပေါတော်စတဲ့မြို့နယ်တွေကိုလက်နက်ကြီးကြီးများအစမပြတ်ပစ်ခတ်ခဲ့တဲ့အတွက်အေးကလည်းယခုကဲ့သို့တုံ့ပြန်ပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့စီးသတင်းရှိမြစ်တူကပြောပါတယ်မနီကရောဒီမနရောတမနလုံးပုံနယ်ကျွန်းရတိတောင်ပေါတော်ဘက်ကိုပစ်တယ်အေးဘက်ကပြန်ပစ်လိုက်ပြီးနောက် အခုနေ့လေအထိပြန်မပြစ်သေးဘူးတော်တော်အထိနာသွားတယ်ထင်တယ်စစ်တပ်ထဲကတံမီတားစုတချို့တောင်မြို့ပေါ်ကို ထွက်ပြေးရတယ်ကြားတယ်လို့ဆိုပါတယ်အေအေရဲ့လက်နက်ကြီးကြီးကြားရောက်ပောက်ကွဲမှုကြောင့်ထိခိုက်မှုအခြေအနေကိုတော့လောလောဆယ်မသိရှိရသေးပါဘူးယခုနောက်ပိုင်းမှာစစ်တွေအခြေစိုက်ဒေသကုကဲမှုစစ်တနာချုပ်ဒါကာစာစစ်မြေပြင်အင်ဂျင်နီယာတယင်းစအာရကိုတုံညာရှေ့ပါတလိတယင်းများဖြစ်တဲ့ခလာရ23နှစ်တယင်းခမရ34တယင်း ရွှေမင်းခင်ရေတပ်အပါဝင်လက်နက်ကြီးတပ်ဆင်ထားတဲ့တရင်တွေကအေးအေးထိန်းချုပ်ထားတဲ့မြို့နယ်တွေဘက်ကိုလက်နက်ကြီးကြီးပစ်ခတ်မှုခက်စိတ်စိတ်ပြုလုပ်လျက်ရှိပါတယ်။နိုဝင်ဘာလ26ရက်နေ့မှာစစ်တွေးအခြေစိုက်အကြံဖတ်စစ်တပ်ရဲ့တရင်တစ်ခုကမိုးစေးကျွန်းဘက်ကိုလက်နက်ကြီးကြီးအလုံးကြီး20ထပ်မင်းပစ်ခတ်ခဲ့ရမှာရင်းအနက်ကတလုံးဟာညောင်ပင်လေကြေးရွာမှာရှိတဲ့လေကွင်းပြင်တစ်ခုကိုကြားရောက်ပောက်ကွဲခဲ့ပြီးရသေးတောင်မြို့နယ်မှာဒေသခံအရသာမြို့သမီးတအူတန်ရန်ရရှိသွားကြောင်းသိရှိရပါတယ်။ အလားတူပြီးခဲ့တဲ့နိုဝင်ဘာလ17ရက်နေ့မွန်လွဲ12နိုင်ခွဲခက်မှာစစ်တွေမျိုးအနီရှင်မင်းကန်ခြေဆိုင်အကြံဖတ်စစ်တပ်ကပေါက်တုံမြို့နယ်ဘက်ကိုလက်နက်ကြီးကြီးရှစ်လုံးတိတိပစ်ခတ်တိုက်ခိုက်ခဲ့ရမှာလက်နက်ကြီးကြီးလေးလုံးဟာပေါက်တုံမြို့နယ်တားရွေးရွာလမ်းစုံအနီးတစ်လုံးနဲ့ကြောက်စိတ်ရွာအနီးသုံးလုံးကြောက်ရောက်ပေါက်ကွဲခဲ့တယ်လို့သိရှိရပါတယ်။အဲ့ဒီလိုပေါက်ကွဲခဲ့မှုကြောင့်အနီးနားမှာရှိနေတဲ့ကလေးနှစ်ဦးနဲ့အမျိုးသမီးနှစ်ဦးအပါအဝင်အယက်သားပြည်သူ၆ဦးထိခိုက်ဒဏ်ရာများရရှိခဲ့တဲ့အပေါ် အရေးပေါ်ကုသမှုခံယူခဲ့ရတယ်လို့သိရှိရပါတယ်စစ်တွေမှာရှိတဲ့အကြံဖတ်စစ်တပ်နဲ့အေအေတို့ဟာအော်တိုဘာလမှစတင်ပြီးလက်နက်ကြီးကြီးများအပြန်အလှန်ဇက်တိုက်ဆိုးသလိုရှိလာနေကြောင်းဒေသခံတွေကပြောကြပါတယ်အော်တိုဘာလနောက်ဆုံးအပတ်ကလည်းအေအေထင်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်တပ်အခြေစိုက်တရင်တွေကလက်နက်ကြီးများဒရုန်းများနဲ့ဥတည်ပစ်ခတ်နေတဲ့ပေါ်အေအေကတုံ့ပြန်ပစ်ခတ်ခဲ့ရမှာလက်နက်ကြီးကြီးတချို့ဟာ အချံဖတ်စစ်တရဲ့ဓကဆယုံအနီးအနားဝင့်ကျင်မှာကြာရောက်ပောက်ကွဲမှုရှိခဲ့တယ်လို့စစ်တွေဒေသခံစီးရေးတရင်းရှိမြစ်တူကဆိုထားပါတယ်စစ်တွေမြို့ပြင်ပမှာရှိတဲ့စစ်တပ်စခန်းအချို့ကိုအေအေကပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့မှာစတင်ကလက်နက်ကြီးကြီးတွေနဲ့ထိုးစစ်ဆင်ပစ်ခတ်ခဲ့ရမှာစစ်တပ်ဘက်ကလည်းဒဏ်ပြန်ပစ်ခတ်မှုတွေနဲ့အပြန်အလှန်ပစ်ခတ်မှုများစွာဖြစ်ပွားခဲ့ပါတယ်အဲ့ဒီနောက်အကြံဖတ်စစ်တရဲ့စစ်တွေအခြေစိုက်စစ်ကောင်စီရဲ့အရေးပါတဲ့တက်စကမ်းများဖြစ်တဲ့ဒေတာကုတ်ကဲမှုစစ်တနာချုပ်ဒက်ကဆာ စစ်တွေရစ်တပ်ဌာနချုပ်ရစ်တရင်32ရွှေမင်းကန် Navy စေကန်းရဲရိုးပြင်းနဲ့ကြွေတဲ့ကြေးရွာနီးစစ်ကောင်စီအခြေစိုက်ထားတဲ့နေရာခမရ3လေးလေးတူဟာဖေဗူလာအတွင်းကအေအေကလက်နက်ကြီးကြီးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခြင်းကိုခံခဲ့ရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းကြကတော့စစ်တပ်နဲ့မပူးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရအသက်တက်လာပြီးနောက်နေ့ပြုတ်ကျမယ်လို့ကြံဖို့ပါတီဥက္ကဋ္ဌခင်ကြီးပြောကြားခဲ့ကြောင်းတင်ဆက်ပေးပါမယ်အကြံဖတ်စစ်တပ်နဲ့ မပူးပေါင်းမဆောင်ရွက်နိုင်ရင်အစိုးရတက်တက်လာပြီးနောက်နေပြုတ်ကြမှာဖြစ်ကြောင်းကြံ့ဖို့ပါတီဥက္ကဋ္ဌခင်ကြီးကပြောဆိုလိုက်ပါတယ်။နိုဝင်ဘာလ28ရက်နေ့ပသိမ်မြို့မှာပြုလုပ်တဲ့ကြံ့ဖို့ပါတီရဲ့မဲဆွေစီယုံပွဲမှာကြံ့ဖို့ခင်ကြီးကထို့သို့ပြောဆိုလာခြင်းဖြစ်ပါတယ်။ရွေးကောက်ပွဲစံနာမဲပေးရမှာစစ်တပ်နဲ့အဆင်ပြေတဲ့ပါတီကိုယ်တိုင်မဲပေးရမှာဖြစ်ကြောင်းစစ်တပ်နဲ့အစင်မပြေတဲ့အစိုးရတက်မှတက်လာပြီးနောက်တနေ့မှပြုတ်ကြသွားမှာဖြစ်ကြောင်းထို့ကြောင့်စစ်တပ်နဲ့အစင်ပြေတဲ့ပါတီကိုစံထား၍ ရွေးချယ်ရမှာဖြစ်ကြောင်းကြံ့ဖို့ပါတီခင်ကြီးကဆိုပါတယ်။အစိုးရတစ်ကတက်မတော်နဲ့ကြောချင်းကယင်ချင်းကမဆောင်ရွက်နိုင်ဘူးဆိုရင်တည်ကြတဲ့ဒီအစိုးရနောက်နေပြုတ်ကြမှာဒါကိုစံထားပြီးရွေးရမယ်တိုင်းပြည်ပြန်လည်ထူထောင်ရေးမှာအတွေ့အကြုံရှိတဲ့အဖွဲ့အစည်းမျိုးလူပုဂ္ဂိုလ်မျိုးအရေးကြီးတယ်ထူထောင်နိုင်တဲ့စွမ်းရည်ရှိတဲ့လူမျိုးလှုပ်ဖူးကင်ဘူးတဲ့လူမျိုးလိုတယ်လို့ကြံ့ဖို့ခင်ကြီးကဆိုပါတယ်စစ်တပ်ကရွေးကောက်ပွဲလှုပ်ဖို့ အချိန်နီးကပ်လာသည်နှင့်အမျှစစ်ကောင်းဆောင်မင်းအောင်လိုင်ကလည်းရွေးကောက်ပွဲမှာစစ်တပ်နှင့်တဟဇာတဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကမေပေးရွေးချယ်ရန်ဒီဇင်ဘာလ၁ရက်နေ့ပြည်ဦးလယ်မှာရှိတဲ့ဝန်ထမ်းများနဲ့တွေ့ဆုံစဉ်တရားဝင် ပေါ်ပေါ်တင်တင် PRP ပြောဆိုလာပါတယ်။စစ်တပ်မင်းများပေးရမှာတိုင်းပြည်နယ်ဒေသအကျိုးကိုဆောင်ရွက်နိုင်သူ တို့တာဝန်အရေး၃ပါးကိုလိုက်နာဆောင်ထိန်နိုင်သူစစ်တပ်ကနိုင်ငံတော်တည်ရှိနေတဲ့၍တည်ရှိနေမဲ့အခိုင်အမာဆုံးသောအဖွဲ့အစည်း institution ဖြစ်တဲ့အတွက်စစ်တပ်နဲ့တဟဇတ်တဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူတွေကိုရွေးချယ်၍စံတာမဲပေးရန်လိုအကြောင်းမင်းအောင်လိုင်ကပြောဆိုခဲ့ပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့မုံရွာမှာအသက်80ကျော်အဖွားနဲ့မိဖြစ်သူတို့ပြန်ပြီးဆွဲဖမ်းဆီးခံရပြီးစီအုပ်စုကြီးစိုးထားတဲ့မုံရွာမြို့မှာ ပြန်ပြီးဆွဲပေါ်တာဆွဲ လူရဲ့ခိုးမှုတွေဇက်တိုက်ဖြစ်ပွားနေကြောင်းတင်ဆက်ပေးပါမယ်။အာနာတိန်စစ်အုပ်စုကြီးစိုးလွှတ်မိုးထားတဲ့စကိုင်းတိုင်းရဲ့မြို့တော်မုံရွာမြို့မှာယမန်နေ့ကအသက်80ကျော်အရွယ်အဖွားနဲ့မိဖြစ်သူတို့ပြန်ပြီးဆွဲဖမ်းဆီးခံရပြီးငွေကြေးသိန်း2500နဲ့ပြန်လာရွေးဖို့ချင်းချောက်စာပို့နေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီဇင်ဘာလ1ရက်နေ့နေ့လယ်ပိုင်းချိန်မုံရွာမြို့ချမ်းမြဝတီရက်ကွက်မှာနေထိုင်တဲ့အသက်80ကျော်အရွယ်အဖွားအိုတဦးနဲ့မိဖြစ်သူအသက်20အရွယ်အမျိုးသမီးတို့ကို လက်နက်ကင်လူတစုကတနက်နေ့ထောက်ကပြန်ပေးဆွဲဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်ပြန်ပေးဆွဲဖမ်းဆီးခံရတဲ့ရက်ကွက်အနီးမှာမင်းအွန်လိုင်းတစ္ဆာကန်စစ်အုပ်စုအထိုင်ချတက်ဆွဲဂိတ်ဖွင့်ထားတဲ့မုံရွာပညာရေးကောလိပ်ရှိပြီးအင်းစည်းကနဲ့လာတဲ့လက်နက်ကင်တစုကအဲဒီစစ်အုပ်စုဂိတ်အနီးကနေအိမ်ကိုဝင်ရောက်စီးနင်းပြီးနောက်မြေအဖွားနှစ်ဦးကိုပြန်ပေးဆွဲဖမ်းဆီးသွားတယ်လို့မြို့ကန်တအူးကပြောပါတယ်အဖွားကြီးကအသက်80ကျော်ပြီးမိမလေးက20ကျော်ပဲရှိသေးတာ အိမ်မှာသူတို့ပဲရှိတဲ့ချိန်ဝင်ဖမ်းသွားတာတနက်ပြပြီးခေါ်သွားတာအိမ်စည်းကနှစ်စီးနဲ့လူ၅ယောက်ကလို့ဆိုပါတယ်ပြန်ပေးဆွဲဖမ်းဆီးခံရသူတွေဟာလုပ်ငန်းရှင်မိသားစုတွေမဟုတ်ပဲတာမန်တောင်သူစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတွေဖြစ်ကြတယ်လို့ဆိုပါတယ်ဖမ်းဆီးသွားပြီးညပိုင်းမှာမိသားစုဝင်တဦးစီကိုဖုန်းကနေမက်ဆေ့ချ်ပို့ပြီးတိန်း2500နဲ့ရွေးဖို့အကြောင်းကြားလာတယ်လို့လည်းတရင်ရင်မြစ်ကပြောပါတယ်ဖမ်းသွားတဲ့အချိန်ဖုန်းတွေလည်းယူသွားတယ် အဲ့ဒီဖုန်းနဲ့ပဲအဖွားကြီးရဲ့တမီးကောင်မလေးရဲ့မအေးစီကိုမက်ဆေ့ချ်ပို့လာတယ်။တိန်2500နဲ့ရွေးဖို့တယ်လို့ဆိုပါတယ်။စစ်အာဏာသိမ်းပြီးနောက်မုံရမြို့ပေါ်မှာပြန်ပေးဆွဲပေါ်တာဆွဲဓမြမှုတွေပုံမှုဖြစ်ပွားနေပြီးနေထိုင်သွားလာရေးမလုံခြုံတာကြောင့်မုံရမြို့ကစီးပွားရေးလုပ်ငန်းရှင်အများစုတခြားဒေသတွေစီကိုပြောင်းရွှေ့နေထိုင်နေကြတယ်လို့မြို့ခံတွေကပြောပါတယ်။ပြီးခဲ့တဲ့မေလကလည်းမုံရမြို့အောင်ချမ်းသာရက်ကွက်မြောက်ပြည်လမ်းမှာတာမီ၂ယောက်စိုက်ကယ်စီးသွားလာနေချိန် လက်နက်ကင်လူတစုကတနက်ထောက်ပြီးအသက်10နှစ်အရွယ်ကလေးငယ်ကိုပြန်ပြီးဆွဲဖမ်းခေါ်သွားကတိမ့်ထောင်ချီနဲ့ပြန်ရွေးခိုင်းခဲ့ပါသေးတယ်။စေအုပ်စုရဲ့အနောက်မြောက်တိုင်းစစ်ထနာကျုံနမခတီရှိနေတယ်လို့မြို့ပေါ်အနှက်စေအုပ်စုလက်နက်ကင်တွေကြီးစိုးထားတဲ့မုံရွာမြို့မှာလူတက်မှုလူရမှု ပြန်ပြီးဆွဲမှုဓမြမှုတွေမကြာခဏဖြစ်ပွားနေပြီးလာစဉ်ပြန်ပြီးဆွဲမှုနဲ့ဓမြမှုက၅ချိန်ထပ်မနေဖြစ်ပွားနေတယ်လို့မြို့ခံတွေကပြောပါတယ်။ မုံရွာမြို့ပေါ်မှာစစ်အုပ်စုကရွေးကောက်ပွဲပြုလုပ်နိုင်ရင်ပြင်ဆင်နေကမြို့အဝင်းအထွက်တွေကိုပိတ်ဆို့စစ်ဆေးတာမြို့ပေါ်ရက်ကွက်တွေထဲအင်စည်းကားတွေနဲ့လှည့်ပတ်သွားလာတာမြို့အနီးဝန်းကျင်ကျေးရွာတွေကိုစုံမထင်းကျုံနိုင်ရင်စစ်ကြောင်းထုမိရှုလူတက်တာလက်နက်ကြီးထုတာတွေပုံမအရှိန်မြင့်လှုပ်ဆောင်နေတယ်လို့မြို့ခံတွေကပြောပါတယ်မုံရမြို့ပေါ်နဲ့မြို့အနီးဝန်းကျင်စစ်အုပ်စုရဲ့စုမထင်းချုံမှုပုံမအကောင်လာလေးလေးခိုးဆုလူရက်ပြန်ပြီးဆွဲနဲ့ပေါ်တာဆွဲခံရမှုတွေ ပိုမိုများပြလာလေလေဖြစ်နေတယ်လို့မြို့ခံတွေကပြောပါတယ်။ဒါအပြင်ယခုရက်ပိုင်းစစ်အုပ်စုကမုံရွာမြို့ပေါ်မှာဈေးရောင်းပွဲနဲ့ပျော်ပွဲရှင်ပွဲလုပ်ပေးပြီးပေါ်တာဆွဲစစ်သားတစ်စုဆောင်ဒေတာတွေကိုလည်းပိုမိုလှုပ်ဆောင်နေတယ်လို့မြို့ခံတွေကပြောပါတယ်။လက်ရှိမှာစစ်အုပ်စုကမုံရွာမြို့အနှက်လမ်းပေါ်ဂိတ်ဖွင့်ဖမ်းဆီးငွေညစ်နေတယ်လို့မြို့အဝင်အထွက်တွေကိုပိတ်ဆို့စစ်ဆေးနေတဲ့ကြားကအခုလိုမြို့ပေါ်မှာဓမြတိုက်ပြန်ပြီးဆွဲမှုတွေဇက်တိုက်ဖြစ်ပွားနေတာဖြစ်ပါရခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးခြင်းတကတော့ညူစောဝန်ကြီးချုပ်ဖြစ်ပြီးလီလာကျော်အကြာလက်ပေးလက်ယူမှုများနှိစက်သူများကိုလုပ်ငန်းနဲ့လိုင်စင်ချထားပေးမှုများအလွဲသုံးစားမှုလုပ်နေတဲ့လက်အောက်ငယ်သားတွေကိုအကာအကွယ်ပေးမှုနဲ့နာမည်ပြတ်အပုတ်နဲ့လှိုင်းလိုင်းထွက်လာကြောင်းတင်ဆက်ပေးပါမယ်။ဘူချုပ်ကြီးအောင်ညူစောမှာဝန်ကြီးချုပ်ဖြစ်ပြီးလီလာကျော်အကြာလက်ပေးလက်ယူမှုများနှိစက်သောအတိုင်းဝိုင်းကိုလုပ်ငန်းလုပ်ပိုင်ခွင့်နဲ့လိုင်စင်ချထားပေးမှုများအလွဲသုံးစားလုပ်နေတဲ့လက်အောက်ငယ်သားတွေကိုအကာအကွယ်ပေးမှုတွေနဲ့ နာမည်ပြက်အပုတ်နဲ့လှိုင်ထွက်လာပေမဲ့လည်းတစုံတရာအရေးယူမှုမရှိကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကပြောဆိုပါတယ်။ယခုနှစ်ဇူလိုင်လ31ရက်နေ့စစ်ကောင်စီကိုဖျက်သိမ်းပြီးနောက်မင်းအောင်လှိုင်ကညူစိုးကိုနိုင်ငံတော်ဝန်ကြီးချုပ်ယာဒူးတောင်းဝန်ပေးအပ်ပြီးနိုင်ငံရဲ့အရေးပါတဲ့ဗန်ဒါယီကော်မရှင်ဒုတိယဥက္ကဋ္ဌနိုင်ငံခြားသုံးွေကြီးကြပ်မှုကော်မတီဥက္ကဋ္ဌကုံတွေးရေးဗဟုအဖွဲ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်အပအဝင်အမျိုးသားအဆင့်ကော်မတီနဲ့ ဘ ഹു ကော်မတီ73ခုမှဥက္ကဋ္ဌနဲ့အရေးပါတဲ့ဆုံးဖြတ်သူအဖြစ်ခန့်အပ်ခဲ့ပါတယ်။နိုဝင်ဘာလအတွင်းဝန်ကြီးချုပ်ညူစောရဲ့တငယ်ချင်းအရင်ဖြစ်သူဒုဝန်ကြီးဦးတန်းစင်နဲ့ဇွမ်းအင်ဝန်ကြီးဌာနညွန်ကြားရေးမှူးချုပ်ဦးရွှေမော်တို့ကို73စီတင်သွင်းခွင့်နဲ့စီခွဲရဲများချပေးရမှာငွေကျပ်ဘီလီယံ940ကျော်အခွန်ကွာဟမှုလက်ပေးလက်ယူမှုတွေနဲ့စစ်ထောက်လိုင်းရေးကဖန်ဆီးအရေးယူခဲ့ပါတယ်။ဖန်ဆီးခံရတဲ့ဇွမ်းအင်ဒုဝန်ကြီးတန်းစင်က 73စီတင်သွင်းတူလောင်ပြန်ပြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌဖြစ်ဆောင်ရွက်ခဲ့ပြီးထို့သောဆောင်ရွက်ရမှာဝန်ကြီးချုပ်ညိုစောထမအတီးပြုချက်ရယူက73စီခွဲတန်းချပေးခြင်းတင်သွင်းကွင်းနဲ့တည်ယူကွင်းပေးခြင်းတွေကိုခွင့်ပြုပေးခဲ့ရသူဖြစ်ပါတယ်။စွမ်းအင်ဒူဝန်ကြီးတန့်စင်ရဲ့အာဂတိလိုက်စားမှုမှာဝန်ကြီးချုပ်ညိုစောတနိတဖုံပါဝင်ပတ်သက်လျက်ရှိကြောင်းနေပြည်တော်စစ်ဘက်တရင်ရှိမြစ်တွေကဆိုပါတယ်။ရင်းရပြင်းညိုစောဥက္ကဋ္ဌဖြစ်ဆောင်ရွက်လျက်ရှိတဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီကလည်းလေးလအတွင်းသွင်းကုန်လိုင်စင်တွေနဲ့နိုင်ငံခြားငွေအသုံးပြုခွင့်တွေကိုနှိစက်တဲ့အတိုင်းဝိုင်းတွေကိုခြားပေးခဲ့ရမှာရင်းကဲ့သို့မမမကန်လှုပ်ဆောင်မှုတွေနဲ့ပတ်သက်ပြီးတိုင်ကြမှုများရှိနေကြောင်းသိရှိရပါတယ်။ဗိုလ်ချုပ်ညူစောကိုအိတ်ကထက်ထားတဲ့အတွက်ပွင့်ပွင့်လင်းလင်းပြောရရင်ဂုံတယ်တွေကသွင်းကုန်ပါမစ်တွေရနေတာခရိုနီတွေကသူတို့မှာအင်ပို့လိုင်စင်တွေလိုတလောက်ရှိတယ်လို့မဟာနတီ Trading Company မှ Director ရေမင်းလွင်ကဆိုပါတယ်။ ရင်းအပြင်တွင်းကုန်တင်သွင်းခွင့်ရရှိနေတဲ့လုပ်ငန်းရှင်များအနေနဲ့နိုင်ငံခြားသုံးငွေသုံးဆွဲခွင့်ရရှိရတဲ့ဝန်ကြီးချုပ်ညိုစော့ထံကိုလက်ထိုးရပြီးအနည်းဆုံး3900မှ3000ကျီလက်ထိုးရကြောင်းဝန်ကြီးချုပ်ညိုစော့ထံကိုတိုက်ရိုက်ပေးရခြင်းမဟုတ်ဘဲသူ့ရဲ့လက်အောက်ငယ်သားအဖွဲ့တွေကလက်ငွေရယူခြင်းဖြစ်ကြောင်းသိရှိရပါတယ်။တွင်းကုန်တမားတွေအတွက်အတိကနိုင်ငံခြားငွေအသုံးပြုခွင့်ခွင့်ပြုချက်ရဖို့ပဲ။အဲ့ဒါအတွက်ကနိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီရဲ့ခွင့်ပြုချက်လိုအပ်တယ်။အဲ့ဒီအတွက်က ဥက္ကဋ္ဌရဲ့ခွင့်ပြုချက်လက်မှတ်ရဖို့အတွက်လက်တွေ့ရတယ်လို့ကုန်တဲ့အတိုင်းဝိုင်းကဆိုပါတယ်။ညူဆော့မှာဝန်ကြီးချုပ်အဖြစ်တာဝန်မယူမီဘူချုပ်ကြီးရာဒူးနဲ့အကြံဖတ်မိန်အောင်လိုင်းရဲ့အကြံပေးဖြစ်လှုပ်ခဲ့သူဖြစ်ကတန်ရွှေခင်မလည်းတန်ရွှေရဲ့စိတ်ချယုံကြည်အားကိုးရတဲ့တပည့်ရင်းတူဖြစ်ခဲ့ကြောင်းစစ်တပ်သတင်းရင်းမြစ်တွေကဆိုပါတယ်။ညူဆော့ဟာ2020ခုနှစ်မှာစစ်တောက်ချုပ်အဖြစ်မှအနာယူခဲ့ပြီးစစ်တပ်ရဲ့အရန်အင်အားစီးရင်တွင်ခံခဲ့ရပါတယ်။စစ်တပ်ကတော့အပတ်စဉ်23ကြောင်းစင်းညူဆော့မှာ မြန်မာစီးပွားရေးကော်ပိုရေးရှင်း MEC ဥက္ကဋ္ဌအင်းဝပန်ဥက္ကဋ္ဌမင်းအောင်လိုင်ရဲ့အကြံပေးစတဲ့ယာရုများစွာကိုရယူခဲ့တဲ့ပြင်တက်မတော်နီးပညာတက္ကသိုလ်ကျောင်းအုပ်ကြီးစစ်တက္ကသိုလ်ကျောင်းအုပ်ကြီးတောင်ပိုင်းတိုင်းစစ်ထနာချုပ်တိုင်းမူအလဲပိုင်းတိုင်းစစ်ထနာချုပ်တိုင်းမူစစ်ထောက်ချုပ်စတဲ့ယာရုတာဝန်များအစဉ်အဆက်ထမ်းဆောင်ခဲ့ကအထက်နဲ့အောက်ဝေစာများစအကြာတဟဇာတာဖြစ်အောင်နေထိုင်တလွန်းသူဖြစ်ကြောင်းနာမည်ကြီးကစစ်ကောင်းဆောင်တန်းရွှေကအထူးသဘောကျခဲ့သူတူဖြစ်ပါတယ်။ အကြံဖတ်မင်းအောင်လည်းကအာနာသိစစ်ခေါင်းဆောင်ဖြစ်လာတဲ့အခါမှာလေတန်ရွှေတပည့်ရင်ညူစောကိုပြန်လဲအသုံးပြုပြီးအငင်းစားဖြစ်တတ်မှတ်နိုင်တဲ့အရန်အင်အားထိုင်ကုန်မှထိုင်နေရတဲ့အချိန်ညူစောမှာယာရုတောင်ဝန်များစွာပေးအပ်ခံခဲ့ရကနောက်ဆုံးမှဝန်ကြီးချုပ်ဖြစ်မင်းအောင်လည်းကခန့်အပ်ခဲ့ပြန်ပါတယ်ညူစောကယနေ့အချိန်ထိစစ်ခေါင်းဆောင်တန်ရွှေနဲ့မိသားစုများထံကိုအဝင်ထွက်ရှိပြီးတန်ရွှေရဲ့လိုအပ်ချက်တွေကို၎င်းကအေးတယူဂယုတစိုက်ဖြည့်ဆည်းပေးနေစေဖြစ်တယ်လို့ တက်တရင်ရှိမြတချို့ကဆိုကြပါရခင်ဗျာဟုတ်ကဲ့ပါအခုလိုတရင်များကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရင်တရင်တို့များနဲ့ပြန်လာခဲ့ပါမယ်မြန်မာပြည်သူပြည်သားအပေါင်းအချက်ဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုချင်းတို့တွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်တရင်ဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ